အားလုံးမင်္ဂလာပါရောက်ရှိလာတဲ့မကြခင် ရောက်ရှိလာတော့မယ်တပေါင်းလာပြည့်နေ့ဖြစ်တဲ့လာဘက်ကပြည့်တဲ့နေ့ဖြစ်တဲ့မတ်လ14ရက်နေ့ကနေเนาะနောက်ထပ်တကူးလာပြည့် မတိုင်ခင်အထိတလတာ အချိန်ကာလမှာပေါ်ပေါက်လာမယ်နော်အမည်နာမပိုင်ရှင်တွေ အတွက်ပြန်ကြမှာအဟောလေးပဲဖြစ်ပါတယ် အဲ့တော့ဆရာမအဲ့ဒါလေးကိုပြောချင်ပါတယ်အမည်နာမဆိုတဲ့နေရာမှာနေနိုင်ကိုရည်ညွှန်းတာမဟုတ်ဘူးဆိုတာကိုသိစေချင်ပါတယ်နော်အခုပြောတဲ့တနင်္ဂနွေတနင်္လာအင်္ဂါဆိုတဲ့ဟာတွေဟာအမည်နာမရဲ့အဖွင့်စလုံးကိုရည်ညွှန်းတာဖြစ်ပါတယ်အဲ့ဒါလေးကိုနားလည်ပေးပါအမည်နာမနဲ့ပတ်သက်ပြီးမိမိဟာဘယ်အမည်နာမကို အဖွင့်ပေးထားလဲဆိုတာကိုနော်စဉ်းစားပြီးတော့အခုဟောမယ့် နာမည်တွေနဲ့တွဲပြီးဟောလာတဲ့အဟောတွေကိုနားထောင်ပေးသွားမှာ ဖြစ်ပါတယ်နော်ဥပမာအဲအောင်ဝင်းဆိုရင်သူ့အတူပါနေတာပဲဖြစ်ဖြစ်တနင်းငွေနွေနဲ့အစပြုတဲ့အမြေပိုင်ရှင်တွေမှာနားထောင်ရမယ်နော်နောက်တစ်ခါဟောနော်ဟိုဖြူဖြူဆိုရင်သူဒီတနင်းငွေသမီးပဲဖြစ်နေအောင်တော့ကြာတာပရိနဲ့အစပြုတဲ့အမြေပိုင်ရှင်တွေမှာနားထောင်ပေးရမှာဖြစ်ပါတယ်ကဲစပြောပါတော့မယ်နော် တနင်္လာနဲ့တနင်္လာနဲ့အစပြုတဲ့အမိပိုင်ရှင်တွေတနင်္လာနဲ့အစပြုတဲ့အမိပိုင်ရှင်တွေကစီပွားရေးအသက်လုပ်ငန်းအသက်တွေပေါ်ပေါက်လာပါလိမ့်မယ်။တယ်ယူဖို့ဆောင်ရေးလုပ်ငန်းတွေဆက်သွယ်ရေးလုပ်ငန်းတွေပြုလုပ်တဲ့သူဖြစ်ရင်တော့အကျိုးအမြတ်ကောင်းတွေကိုရရှိမှာဖြစ်တယ်။ဒါပေမဲ့မော်တော်ကားမော်တော်ယာဉ်နဲ့ပတ်သက်ရင်တော့ကိုယ့်ရဲ့စီပွားလုပ်ငန်းမှာပဲဖြစ်ဖြစ်ပိုင်ဆိုင်တဲ့မော်တော်ကားမော်တော်ယာဉ်တွေမှာပဲဖြစ်ဖြစ် ထိကင်မှုပျက်စီးမှုတွေဖြစ်ပေါ်တတ်တာဟုတော့တလာတာလုံးသတိထားရမှာပါအဲနိုင်ငံသားဘာသာစကားသင်ယူနေတဲ့သူတွေအတွက်တော့မိမိသင်ယူတဲ့ပညာရက်နဲ့မိမိမှာအကျိုးပေးတွေထင်ရှားလာမယ့်ကာလဖြစ်ပါတယ်အခြေအနေနဲ့ပတ်သက်ရင်တော့ဒီလဟာတနင်္လာနေ့နဲ့စပြုတဲ့မြေပိုင်ရှင်တွေအတွက်အခြေရေးကံကောင်းမဲ့လာတလာလို့တွေ့ရပါတယ်အိမ်အောင်တွေကတော့တုံးနဲ့တူအထင်မြင်လွဲမှားတာမျိုးတွေဒါမှမဟုတ် ပဝင်းကျင်ကအထင်မြင်လွဲမှားလို့ဖြစ်ပေါ်လာတဲ့စိတ်နောက်ချက်တွေဝင်ရောက်တတ်ပါတယ်။ကျမ်းမာရေးအရတော့တနင်္လာနေ့နဲ့အစပြုတဲ့အမိပိုင်းရှင်တွေဟာအဆုတ်ပွားအဆုတ်ရောင်နာကိုသတိထားရမှာဖြစ်ပါတယ်။တနင်္လာနေ့နဲ့အစပြုတဲ့အမိပိုင်းရှင်တွေအတွက်ပြုလုပ်တဲ့ကုသိုလ်အစီအစဉ်လေးကနေ့စဉ် note နဲ့စွမ်းကိုရောပြီးပြောရရင်တော့ note sense note center ရဲ့စွမ်းပေါ့နော်။အဲ့ဒီလို့ လို့နဲ့စွမ်းနဲ့ကို ရောပြီးစားလေးခတ်ပြီးတော့အယုံအချိန်မှာဖះရှင်ကိုအယုံပြုတ်ပြီးလှူဒန်းမှုဖြစ်ပါတယ်အဲ့တော့လှူဒန်းပြီးတဲ့အချိန်မကတ်လှူပြီးတဲ့အချိန်မှာတော့ဖះရှင်ရဲ့အကြောင်းတော်ရှေ့မှာပဲလက်ကိုချီမိုးပြီးဂုံတော်ကိုးပါးကို၃ချိန်ရွတ်ပွားတရဆယ်ပူဇော်ခြင်းကုသိုလ်ပြုပါအဲ့ဒါကနေ့စဉ်ဆောင်ရွက်သွားဖို့ဖြစ်ပါတယ်